2025ခုနှစ်ဇွန်လ26ရက်နေ့ညနေ6နာရီချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချိန်နေယနေ့မြန်မာစံတော်ချိန်9နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောအိန္ဒိယနိုင်ငံအနောက်မင်္ဂလာပြည်နယ်နှင့်မင်္ဂလာဒေ့ရှ်နိုင်ငံကမ်းခြေတို့၌ဖြစ်ပေါ်နေသောလေဖိအားနည်းရဝန်းသည်ဆက်လက်တည်ရှိနေပါသည်အဆိုပါလေဖိအားနည်းရဝန်းသည် အနောက်အနောက်မြောက်ဘက်သို့ဖြင်းညင်းစွာရွေလျားနိုင်ပြီးအိန္ဒိယနိုင်ငံအိုရိတပြည်နယ်မြောက်ပိုင်းနှင့်အနောက်ဘင်းခလားပြည်နယ်တို့ကိုဖျက်ချော်နိုင်သည်ဟုခန့်မှန်းရပါသည် ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်တုံလေအားကောင်းရာမှအားလွန်ကောင်းနေပါသည်မနက်ဖြန်နဲ့အထီးခန့်မှန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ကယားပြည်နယ်တို့တွင် နေရာကျဲကျဲချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်တွင် မိုးရသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါ။ရန်အကြံပြုအပ်ပါသည်။ မြမပင်လေပြင်းမြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးမီမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်35မိုင်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့တွင်17ပေမှ73ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ် အရှိပိုင်းတို့တွင်မိုးပူနေပြီးနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နဲ့အထီးခံမှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်